မင်္ဂလာပါအာငါလျင်လှုပ်တာလေးကိုတော့ကြည့်ပြီးတော့တတိယလို့လိုင်းတော့မတက်ဖြစ်တာကြာပြောကြည့်မယ်ဒါပေမဲ့အမြင်မတူရင်လည်းကြော်သားပါဒါကျွန်တော်ရဲ့ထင်မြင်ချက်ကျွန်တော်ရဲ့ခံယူချက်နဲ့ပြောကြည့်တာတို့ဗုဒ္ဓဘာသာပဲပြောမယ်လေသူများဘာသာတော့မပြောပါအောင်နော်သူများဘာသာကိုကိုနားမလဲလို့ကိုဗုဒ္ဓဘာသာဓမ္မအစုံအလင်ကြီးကိုကျွန်တော်နားမလဲနေတာ ဘာတယ်လဲဆိုရင်လူတွေကဒုက္ခရလို့ရှိရင်ဖျားကယ်ပါတရားကယ်ပါနှက်ကယ်ပါဝိဆာကယ်ပါနဲ့ဟိုဘုဒ္ဓကိုကယ်ခိုင်းပါညာခိုင်းပါပြောနေကြတယ်ဒါလည်းဖြစ်သစ်ပါလားလေဒုက္ခရောက်ရင်တော့သူတော်ကောင်းတွေကိုကူညီတောင်းသားတတ်ကြစမြဲပဲဒါပေမဲ့ဒီဒုက္ခရောက်လို့သူတော်ကောင်းကြီးတွေကယ်ဖို့ဆိုတာရောကိုကိုယ်တိုင်ကရောသူတော်ကောင်းကြီးတွေပြောတဲ့စကားတွေကိုနားထောင်လိုက်လား အောင်မာတေချက်အမြင်မတူရင်ဆဲဆူနေကြတာကဆဲလီဆင်းရဲလီဆိုတဲ့နမိတ်ရှိပါတယ်ဒါလည်းအမြင်မတူရင်ပြောကြမှာဝေဖန်ကြမှာပဲထားလိုက်ပါတော့ဆဲဆူတဲ့ကိစ္စလည်းပြီးပါပြီနံပါတ်1မေတ္တာတရားလို့ပြောနေကြတဲ့လူတွေကိုယ်အိမ်ကလူကိုယ်အိမ်ကတတ္တဝါတွေပဲမေတ္တာထားနိုင်တယ်ကိုယ်နဲ့တအားကြီးတန်အဆင်ရှိတဲ့လူပဲမေတ္တာထားနိုင်တယ ဒီကိုနဲ့မချင်မနစ်တတ်တဲ့လူတွေပေါ့ဆိုမြေတာမထားနိုင်ဘူးအဲ့လိုပဲတချို့တချို့တော့ယဟန်တန်ဃာတွေကလည်းမြေတာတရားကိုကိုတကားတကားမတွေကိုကပိယတွေပေါ်မှာပဲထားနိုင်တယ်ဒဇိန်ပေါ်မှာမထားနိုင်ကြတာဒါတွေလဲဒီဖျားကဲပါတရားကဲပါမကဲနိုင်တဲ့အချက်လက်တွေကိုထပ်ပြတာပါနောက်နောက်တစ်ခုကဘာလဲဆိုရင် ဖះပြောတဲ့အတိုင်းလိုက်နာကြရလားနေထိုင်ကြရလားလို့မေးရင်လည်းမဟုတ်ဘူး။ဟိုဖះပုံလေးကိုဒန်စာကအခိုင်းလို့ခဟုတ်လားဒီဘာသာတရားခေါင်းဆောင်အလုံးရဲ့ပုံတွေကိုနိုင်ကလရောက်လို့ရောက်ဟိုတယ်ရောက်လို့ရောက်ဖြီးရရောင်းလို့ရောင်းဆိုတော့ဒီဘာသာတရားခေါင်းဆောင်ကြီးတဲ့အလုံးကသူ့ပါရမီသူ့ဘုံကံရှိလို့ဘာသာတရားတွေအထုတ်ထိုက်ခေါင်းဆောင် ဖြစ်ကြတယ်။ဒါဆိုရင် ဒီလိုကပြက်ကချော်လုပ်နေတာကိုဘယ်ဘာတရားဘာသာတရားခေါင်းဆောင်တွေကတော့တီးခတ်ပြီးခွင့်လို့ရင်ခွင့်လို့လိုက်မယ်။ကဘာဆောက်တဲ့နတ်မင်းကြီးတွေဘာသာတရားဆောက်တဲ့မမြင်ရတဲ့ပုံကူတွေတကောအဋ္ဌိပရှင်တွေကသူမနေဘူး။ကဲဒီလူတွေကိုငါတို့ခေါ်ဝါမယ်ငါတို့မထားကောင်းဘူးဆိုပြီးတော့အဲ့ဒီခါကြရင်လေငလျင်တွေလှုပ်လာမယ်တဘာဝဘေးဆိုတာကိုဖန်တီလို့မမြင်ရတာ။ ဲ့တော့အဲ့ဒီတစ်ချက်လည်းပါတယ်နောက်တစ်ခုတောတောင်ရေမြေတဘာဝကိုပြန်လဲပြုပြင်ထိန်းသိမ်းမှုမရှိဘူးဘဒုက္ခမှလည်းပြည့်မတည်ဘူးထောက်ပြတာနော်ထောက်ပြတဲ့အပေါ်မှာလည်းဝေဖန်ကြမှာပဲကျွန်တော်တောတောင်ရေမြေတွေမရှိဘူးမြေအောက်လည်းပြုပြင်မှုမရှိဘူးအဲ့တော့တောတောင်ရေမြေတဘာဝကိုခုတ်ထွင်းတဲ့အထဲမှာခုတ်နေကြတယ်ရှင်းလင်းနေကြတယ်သိပ္ပံပညာကတမျိုးဒီမမြင်ရတဲ့ကျွန်တော်တို့ဘုရားလောကအတိုင်းတန်းရှင်တွေနဲ့တွေကလည်း သူ့ရဲ့ဘောင်ဘဲမှန်ပြက်လာလို့ရှိရင်သူအင်အားကြီးလာလို့ရှိရင်သူကလူလားတဲ့ရဲ့နေရာပြန်ဖြတ်တတ်တယ်ဒါလည်းတမျိုးပေါ့နော်ဒီအမြင်ရှုထောက်အားလုံးမှာမဟုတ်မှန်တာရှိတယ်ကော်မန်မပြန်ရေးပါကျွန်တော်ကကျွန်တော်သိတဲ့လောက်ကျွန်တော်တတ်တဲ့လောက်ကျွန်တော်မှတ်တဲ့လောက်ကိုပဲကျွန်တော်ပြောတာဘ ᱹ ဒုကမှလည်းမဝေဖန်ဘူးမပုတ်ခတ်ဘူးနောက်ပြီးရင်ဒီအခုဆိုရင်လဲနတ်နဂါးပူးနေကြတာတဖုံး နောက်ပြီးရှင်သောဘုတွေပူးနေတယ်ပန္ထရာဘယမတွေပူးနေတယ်မဟုတ်တာကိုဟုတ်အောင်အယုံတွင်းပြီးလိန်ကြံလှုပ်လှန်နေတဲ့အရာတွေမှလည်းပါတယ်ဘာဖြစ်လဲဖယားဟောတဲ့လိန်လေချင်းကင်းပါစေတဲ့မှာအဲ့ဒါတွေအားလုံးကလည်းခြုံငုံပြီးပြန်ဒီထဲမှာပါတယ်ဒီတော့ဒီလောကကြီးရဲ့ဒီလောကကြီးကတဘာဝတရားကိုဆက်ကျင်လာတယ်ဖယားဟောတဲ့တရားကိုဆက်ကျင်လာတယ်ဒါဆိုရင်ဖယားဟောတဲ့တရားကိုဆက်ကျင်နေတာပဲအားလုံးအများစုပေါ့နော် ဒီလောဘမောဟဒေါသတွေမကင်းမှုဆိုကျွန်တော်ကစပဲဒါမဲ့တချို့တချို့တော့ဒီယဟန်တန်ဃာတွေရှင်လူတွေကပါလေအတ္တဆွဲတွေဖြစ်နေကြတာငါမငါဆိုတဲ့အတ္တနဲ့ဒီကဘာကြီးမှရှိနေတော့တယ်မကောင်းဘူးဖေးမကူညီရမယ့်လက်တွေမရှိဘူးအဲ့တော့အကုန်လုံးကကမောက်ကမငါဖြစ်ချင်တာငါလုပ်မယ်ငါလုပ်ချင်တာငါလုပ်မယ်ဆိုတော့ဒီလောကကြီးရဲ့တဘာဝတရားကြီးရတယ်သူလုပ်ချင်တဲ့ခါကျရင်သူလွယ်လွယ်လေးလုပ်ထည့်သွားတာပဲ ဲ့ဒါတခုတဘောပေါ့ကျွန်တော်ကျွန်တော်မြင်ပြောပြရတော့ဘာလို့မဟုတ်ပေါ့ခေါ့လူတယောက်ကမေးတယ်အေးတဲ့မင်းတို့ပြောနေတဲ့ဒီဘုံမင်းကောင်ဘိုးဘိုးအောင်ဆိုတဲ့အဲ့ဒီဝိဇ္ဇာကြီးတွေဘယ်ရောက်နေလဲတဲ့ငါတို့ဒုက္ခရောက်တဲ့အချိန်ဘာဖြစ်လို့မကူညီကြလဲလို့နေတို့ဒုက္ခရောက်မှကူညီရအောင်ဒုက္ခမရောက်ခင်နေတို့ကိုတိတ်ချထားပေးတယ်ဝါချထားပေးတယ်တရားမစောင့်ကြဘူးလေ ဟိုဘက်ကမ်းပြိုမှာဒီဘက်ကမ်းကိုရေကူးဖို့ဆိုတာတံတားမဆောက်ထိုင်ဘလို့မှကူးလို့မရတဲ့သဘောကိုကိုတိုင်ကသူတော်ကောင်းလမ်းစဉ်တွေချေချံကြပါတရားအားထုတ်ပါပြောတဲ့ဆိုတာဟိုဖျားစဉ်ရှိမှတမတက်ကြည်ထိုင်ပြီးတရားအားထုတ်ခိုင်းတယ်မဟုတ်နော်ကိုကိုတိုင်ကစိတ်ထဲမှာဗုဒ္ဓဟောတဲ့တရားနဲ့အတတ်နိုင်ဆုံးချေချံပြီးနေထိုင်မယ်လူဆိုတာလည်းငါးပါးသီလအလုံးတယ်ဆိုတာမရှိဘူးဒါပေမဲ့အတတ်နိုင်ဆုံးမလိမ်မညာမှာကောက်မချစ်ပနဲ့ဖြစ်ဖြစ်တန်တန်လေးသွားကြပါ အထိကဟိုသူ့ငါလိမ့်မယ်ငါသူ့လိမ့်မယ်ဒေါသမောဟလောဘတဆိုသူတော်ကောင်းနဲ့မကြိုက်တဲ့လမ်းစဉ်သက်သက်လုံနေမှာတော့အန္တရာယ်ဖြစ်လာသူတော်ကောင်းတွေကဲပါကဲပါဆိုတာလေဒါလည်းမဖြစ်နိုင်ဘူးအဲ့တော့ကံကောင်းတဲ့လူတွေကကြံခဲ့ပြီးတော့ကံညတဲ့လူတွေကြံမယ်ဒါကြောင့်ဒီကတ်ဆိုက်တယ်ဆိုတာကအမျိုးမျိုးတော့ကတ်တွေဆိုက်မဲ့သွားကျွန်တော်တို့လည်းဖဲချင်းတည်မဲ့မသိဘူးဒါကြောင့်ကျွန်တော်ကတော့ဖျားမရှိခိုးနေတော့မှအရင်တည်းမှာဖျားကုံတော်တွေပွားပြီးမေတ္တာပို့ကြာရင် အဲ့ဒီမေတ္တာအကျိုးတွေဖျားကုတော့ပွားတဲ့ကျိုးကမိမိပေါ်မှာတိုက်ရောက်လာတော့အားလုံးပေါ်တိုက်ရောက်တယ်အခုဟာကဒီနိုင်ငံကြီးကဘာလို့ဖြစ်နေလဲဆိုရင်ပဋ္ဌာန်းကိုကြဲကြဲကြီးဖွေးမှာပေါင်းတယ်ပြီးရင်ပဋ္ဌာန်းသေးတာကိုလည်းနားထောင်တာမဟုတ်ဘူးအိုကဆတ်နဲ့တပ်ပြားတွေနဲ့ wifi တွေအကုန်ခံပြီးဖွေးလာကြတယ်ပုံမှန်ကျွန်တော်အမြင်နော်ပဋ္ဌာန်းကိုမဖွေးလဲရတယ် ကိုယ်စိတ်ထဲမှာတီလလေးလုံးချုံအောင်နေမြတ်တာတရားထားဖရာကုံတော်ဒီပွားလှုပ်ရှားရှိတာလို့ပုံမှန်လေးလှုပ်ပိုင်းရင်တယောက်တစ်မျိုးလည်းပြုတ်ပြင်ကြဒီမြန်မာပြည်မဟုတ်ကဘာကလူသားအားလုံးကတယောက်တစ်မျိုးပဲပြုတ်ပြင်ကြအကုန်လုံးမပြုတ်ပြင်နိုင်မှာဒါဆိုအေးအေးချမ်းချမ်းနဲ့ဒီကဘာကြီးကပြန်လဲဖို့ပြုတ်စုပြေးလာမယ်အရင်တော့ကမတိုးတက်တဲ့ခက်ကြီးတဲမှာဒီပြဿနာတွေကျွန်တော်တို့သိမကြုံရဘူးတိုးတက်လာတဲ့ခက်မှာတိုးတက်လာတယ်လို့ကဘာတဘာဝတရားကြီးကလည်းဆန်းဆန်းပြပြကြီးဖြစ်လာတယ် အဲ့တော့အဓိကပြောချင်တာကအန္တရယ်ကြုံမဘိုးတော်တရားတွေဖရာတွေဘာသာရေးကောင်းဆောင်တွေတနေမှာစားအန္တရယ်မကြုံခင်မှာဘာသာရေးကောင်းဆောင်တွေကျွန်တော်တို့ရဲ့ဗုဒ္ဓဘာသာဆိုရင်လည်းဖရာဟောတဲ့စကားတွေကိုအတတ်နိုင်ဆုံးတစ်ခုပဲကြည်ကြံကြည်ကြံလက်ကင်တုံးပေးကြပါဆိုရင်ဖြစ်လာမဲ့သဘာဝဘီးအန္တရယ်တွေအခအစအားလုံး ကင်းနိုင်လိုက်မယ်။ဒါပေမဲ့သိပ်ပံနီးပညာနဲ့ဘာသာရေးကောင်းဆောင်တဲ့ဟောတဲ့ဟာကိုဒန်းသွဲပြီးတော့နေလို့ရှိရင်ဒီကဘာကြီးအေးချမ်းပဲ။ပြောချင်တာကအိုအန္တရာယ်ကြမှာဖျားသေးရကဲပါတပါဆိုတော့အန္တရာယ်မကြခင်တုန်းကပျော်ပွဲရှင်ပွဲတွေနဲ့ပျော်စရာလေးတွေလုပ်နေတယ်။ဘာသာတရားရဲ့အလွယ်တွေလုပ်နေတဲ့အခါကျတော့ဘယ်နဲ့ကမှကဲဖို့အချိန်မရှိဘူး။ဒါကြောင့်ဖျားတယ်လို့ပါကြံတဲ့လူတွေသူတို့ကဲရင်ကဲမယ်။ကံကောင်းရင်တော့ကျွန်တော်တို့လည်းသိနိုင်တယ်။ဒါပေမဲ့အမဟုတ်ဘူး။ နော်သိနိုင်တယ်လို့ရှင်းနိုင်တယ်အဲ့တော့မမြင်ရတဲ့မနှက်ဖြန်သိခြင်းတရားကိုထိုင်ပြီးတွေးနေမယ်အစားကိုကိုတိုင်ကဒီငလျင်လှုပ်တဲ့ထန်လည်းမပါပေမဲ့လည်းငလျင်လှုပ်တဲ့လူတွေကိုမြင်ပြီးတော့လည်းဘိယုနာထားမိတယ်အဲ့ဒါကြောင့်ကြိုတင်ပြင်ဆင်ခြင်းဆိုတာကျွန်တော်တို့ဘက်ချမ်းမှာအလကားရတဲ့မေတ္တာပွားခြင်းဖရားစာရွတ်ခြင်းတွေပြုလုပ်ပါအလကားရတဲ့၅ပါးတိလာတွေတတ်နိုင်စောစောက်ထိန်မှာမနိုင်တမတပါးတိလာတွေစောက်ထိန်ပြီးတော့မေတ္တာပို့အမြတ်ဝေး အားလုံးကမြတ်ဝေအားလုံးကမေတ္တာပို့ရင်ဒီကဘာကြီးကတရားနဲ့တရားမေတ္တာရှိပြီအားလုံးအေးချမ်းချမ်းဖြစ်လာမယ်အခုဟာကအပူတွေကုန်လုံးရှိတော့အပူတွေရှိရအပူလားဆိုတော့လေဒီအပူကြီးကဘယ်တော့မှအေးချမ်းမလဲဆိုတော့အသွေးလဲသွေးမိတယ်အဲ့တော့မိမိကိုယ်ကိုပဲမိမိပြုပြင်မှာကျွန်တော်ကပြောပြတာပါထောက်ပြတာပါနော်အားလုံးကိုကျေးဇူးတင်ပါတယ်